မင်္ဂလာပါရှင်2025ခုနှစ်အောက်တိုဘာလ16ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်တွင်ကမြို့လိုက်ရောက်တွင်ခဲ့တဲ့မှတ်သားဝယ်ရာမူကြီးကြီးများမှာတာစီမြို့မှာ၄တသမာ28လမကျိုးပင်ကောင်းမြို့မှာ3တသမာ35လမတက်ကုန်းမြို့မှာ2တသမာ6တလမ ပြည်မြို့မှာနှစ်တသမာရှစ်ခွန်လမ်းမပျော်ပွဲမြို့မှာနှစ်တသမာရှစ်လေးလမ်းမနေပြည်တော်ဇေယျသီတိမြို့နယ်မှာနှစ်တသမာ၅၆လမ်းမကျောက်ဆယ်လွင်ကျော်နယ်မိုင်းဖြတ်မြို့တို့မှာနှစ်တသမာ၅နှစ်လမ်းမစီကလောမြို့မှာနှစ်တသမာ၄နှစ်လမ်းမပြင်မနာမြို့မှာနှစ်တသမာနှစ်သုံးညလမ်းမနဲ့တောင်ဟူလီကျောင်းမိုးလေဝသမှာနှစ်တသမာတစ်ခွန်လမ်းမတို့တိုင်းထွာရရှိခဲ့ပါတယ်အနောက်တောင်မိုးတုံလေးစုခွာတဲ့အခြေအနေကတော့ အနောက်တောင်ဘက်သို့လေဟာမြန်မာနိုင်ငံတဝန်းလုံးမှဆုတ်ခွာခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့နေ့လဲတနအိခွဲချိန်မူလီဝတာဂျိုရူမှာဖမ်းယူရရှိတဲ့ပုံအရကပ်ပလီဘီလေပြည်တောင်ပိုင်းနဲ့ဘင်္ဂလားပြည်လေဟောတောင်ပိုင်းတို့မှာတိုင်တစ်တမတိတူထက်နေပြီးကပ်ပလီဘီလေပြည်မြောက်ပိုင်းနဲ့ကျန်ဘင်္ဂလားပြည်လေဟောမှာတိုင်နေငယ်မှာတိုင်တစ်တဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီး ရခိုင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတစ်လျှောက်မှာမိုးရွာသွေးခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးချိုပြခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်သည်တမတိတ်ထူးထက်နေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပေါ်ရာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာလေပြင်းရယုံနေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပြည်နယ်ရောအချိန်ဒီမှာကပ်ပလီပြည်နယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပြည်နယ်ရောတောင်ပိုင်းတို့မှာတိမ်အထစ်တွေမှာဒိတ်ထူထပ်နေပြီးကပ်ပလီပြည်နယ်ပြင်မြောက်ပိုင်းနဲ့ကျန်မင်္ဂလားပြည်နယ်ရောတို့မှာတိမ်နှင်းငယ်မှာတိမ်အထစ်တွေဖြစ်ထွန်းနေပါတယ်။မြန်မာပြည်နယ်ပြင်မှာလှိုင်းနှင်းငယ်မှာလှိုင်းအထစ်တွေရှိပါမယ်။လှိုင်းမြန်မာမြန်မာကန်ယူရန်တချောင်းနဲ့ကန်လွန်ပြည်နယ်ပြင်တို့မှာ၄ပြည်မှာ၆ပြည်ကန်ရှိနိုင်ပါတယ်။ နောက်ပြန်မနေ့အထိခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာကျကျဲစကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊နေပြည်တော်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊အင်အဝေးတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်နဲ့မန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာနေရာနှံပြမိုးထချုံရွာပါမယ်။ အခုဆက်လက်ပြီးမနက်ဖြန်အတွက်ဒိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒခံမှန်းချက်များကိုတင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့ညီတော်ရဲ့တို့ကမနှက်ဖြံမနှက်ထီမိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ37ဒီဂရီဆက်စီယက်88ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးမူချိန်မှာ22ဒီဂရီဆက်စီယက်82ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ညီတော်ရဲ့တို့ကမနှက်ဖြံမနှက်ထီမိုးလေဝသအခြေအနေခံမှန်းချက်မှာလေနေရာကွက်ကြားမိုးထချုံရွာပါမယ် အမြင့်ဆုံးဘူးချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝရအတွင်းမနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းကြမှာလေ။နေရာကွက်ကြားမိုးထချုံရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ32ဒီဂရီဆက်စီရဲ့60ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ25ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ နောက်နေ့အတွက်ခမ်းမန်းချက်များအနည်းငယ်ကတော့မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကျဲကျဲမှာနေရာစိတ်စိတ်မိုးထချုံရွာပါမယ်။မြင်းကလင်းသတင်းအနည်းငယ်ကတော့ဒီကနေ့မြန်မာစံတော်ချိန်7:29မိနစ်59စက္ကန့်အချိန်မှာကတားမြင်းကလေးစကမ်းမအနောက်မြောက်ဖက်46မိုင်ကန်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်းဘန်းမောင်မြို့ရဲ့အနောက်ဖက်73မိုင်ကန်အကွာ မြောက်လက်တီတွေ24.4နှစ်ဒီဂရီအရှိလောင်တီတွေ95.65ဒီဂရီအနက်159ကီလိုမီတာကိုဗဟိုပြုပြီးအင်အားရေတာစကေ4.5ဟာဆင်းရှိအင်အားနှဲငယ်ရှိတဲ့မြင်းကလေးတစ်ခုလှူရှားသွားကြောင်းတိုင်းထွာရရှိပါတယ်။ရေကြီးမှုအခြေအနေတည်းဒီကနေ့မြန်မာစံတော်ချိန်12နာရီချိန်တိုင်းထွာချက်အရမဲဆိုင်ချောင်းရီဟာ တာချီလေးမျိုးလွယ်တော်ခန်းကြီးရွာမှာရင်းမျိုးရဲ့ဆွေးရီမတ်အထက်သို့တပေခန့်ကျော်လွန်နေပြီးအဆိုပါချောင်းရီဟာနောက်တည့်ရက်အတွင်းတပေခွဲခန့်အမြင့်တက်လာနိုင်ပါတယ်။ဒို့ဖြစ်ပါ၍တာချီလေးမျိုးနယ်အတွင်းရှိချောင်းကန်အနီးနဲ့မြေနေမိုင်းနေထိုင်သူများအနေဖြင့်ရေပေးလွှင့်ရာနေရာများသို့ရှောင်ရှားနိုင်မရန်တတိပေးနိုးစောအပ်ပါတယ်။အခုတင်ပြခဲ့တာတော့ဒီကနေ့မိုးလဲနှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလားဗေဒသတင်းများပဲဖြစ်ပါတယ်။ ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်